မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ပထမဆုံးအနေနဲ့မနေ့ပြန်မှာပွဲထိုးမဲ့ကြိုးစားဝင်းရဲ့အကြောင်းလေးအနေချင်းပြောပြခြင်းပါတယ်ကြိုးစားဝင်းကဒီပွဲကိုဘယ်လိုပုံစံမျိုးနဲ့လက်ခံခဲ့တာလဲဆိုတာကျွန်တော် Facebook ပေါ်မှာတော့ပြောပြခဲ့ပြီးပြီ YouTube ကပြည့်သက်တွေကိုတော့ဒီအကျဲတဝင်းကြီးအသေးစိတ်ကျွန်တော်မပြောပြခဲ့ဘူးဘူးပေါ့နော်အဲ့လိုအကြောင်းအရာကြောင့်မလို့ဒီတစ်ခါတော့နည်းနည်းလေးဒီ Facebook ပေါ်ကအကြောင်းအရာထပ်ပို့ပြီးနည်းနည်းလေးအသေးစိတ်လေးကျွန်တော်ပြောပြခြင်းပါတယ် ကျော်တော်ဝန်းကဒီဖက်တဲ့ဂျင်ကိုရောက်လာကလေးကပွဲထိုးဖို့သူကစီစဉ်ခဲ့တာဂျင်ဘက်ကလည်းတလားနှစ်လားလောက်ဒီပြင်ဆင်လေးကျင်ပြီးရင်သူ့ကိုချက်ချင်းပွဲထိုးဖို့စီစဉ်ခဲ့တယ်။အဲ့လိုအနေထားမျိုးမှာကျွန်တော်ပထမဆုံးစပြီးစီစဉ်ခဲ့တဲ့အနေထားကဒီသူတို့ဖက်တဲ့ကပိုင်တဲ့ဖက်တဲ့5မှာကျွန်တော်တို့ထိုးဖို့စီစဉ်ခဲ့တာပါ။ ဲ့လိုပွဲထိုးဖို့အတွက်ပြိုင်ဘက်ကတွေကိုတော့ရွေးခဲ့ပြီးပြီသို့တော်လည်းပဲသူ့ရဲ့ဒီလေးကျက်နဲ့ပုံစံအနေအထားရပေါ့နော်သူတို့ရဲ့ fighter တွေလေးကျက်မော် fighter တွေကသူတို့တတိယဝိုင်းပြီးပြောကြတယ် fighter fight မှာထိုးကြရမလို့ဘူးဝမ်းမှာတန်ပြီးထိုးလို့ရတယ်သူကြိုးစားတဲ့အနေအထားကဘယ်လိုပုံစံမျိုးဆိုတဲ့အနေထားတွေကြောင့်ကျွန်တော်တို့ဝမ်းကိုတခါတည်းပြန်ပြီးပြောင်းပြန်တယ် Fedde Fight မှာထိုးရမယ့်ပွဲကိုဖြတ်တယ်ဝမ်းချန်ပီယံရှစ်မှာထိုးဖို့အတွက်စီစဉ်တယ်ဝမ်းချန်ပီယံရှစ်မှာလည်း ကလကနောက်ွယ်ဘက်မှာတော့ဒီစာချုပ်စာတန်းတွေအကုန်လုံးကျွန်တော်လက်မှတ်ထိုးပြီးပြီးထိုးရမယ့်ပြိုင်ဘက်ကဘယ်ဖိုက်တာလဲဘယ်လိုဘယ်လိုပုံစံမျိုးနဲ့ထိုးရမယ်ဘယ်ရက်မှာထိုးရမယ်ဆိုတဲ့အကြောင်းအရာတွေအကုန်လုံးပြီးစီးခဲ့ပြီးပြီးအဲ့လိုအနေထားမျိုးမှာပေါ့နော်ပွဲထိုးဖို့ဒီတပတ်အလိုလောက်ရောက်မှဒဏ်ရာပြဿနာပေါ်လာတယ်အဲ့ဒဏ်ရာပြဿနာကြောင့်ပဲကျော်စာဝင်းကပွဲဖြတ်လိုက်ရတယ်နှုတ်ထွက်လိုက်ရတယ် အဲ့ဒီနောက်မှာတော့တန်ရာပြဿနာကိစ္စကချက်ချင်းပြန်ပြီးတော့ recovery ကောင်းတယ်ပြန်သက်သာတယ်ဒါကြောင့်မလို့ကျွန်တော်တို့က one championship ကိုထပ်ပြီးတော့ပွဲပြန်တောင်းတယ်အဲ့လိုအနေထားမျိုးမှာပေါ့နော်ပွဲပြန်တောင်းတော့ကြတော့လက်ရှိမှာတော့ November ဖြစ်နေပြီ December ရောက်ရည်ဒီ2025ကုန်ပြီပေါ့နော်အဲ့တော့ကြတော့ one championship မှာလည်းတွဲဆိုင်တွေကအများကြီးမကြံတော့ဘူးမကြံတော့တဲ့အတွက် ဒီကျင်းပမဲ့1 Friday Fight ပြိုင်ပွဲအရေးတွက်ကလည်းအများကြီးမရှိတော့တဲ့အနေအထားမှာ promotion ဘက်ကကြော်စွာဝင်းကိုဒီ2026ခုနှစ်နှစ်ဦးပိုင်းလောက်မှာပဲပွဲပြန်ပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကာလအတွင်းမှာဆိုရင်အဲဒီဇင်ဘာ16ရက်နေ့မှာဆိုရင်ခန်းကနာနာနဲ့ကျင်းပမဲ့1 Friday Fight 137ပြိုင်ပွဲရှိတယ်အဲ့ဒီပြိုင်ပွဲတော့မှဆိုရင်ကျွန်တော်တို့ကတောင်းကြည့်ပေမဲ့သူတို့ကအဲ့ဒီပြိုင်ပွဲကထိုင်းကတကယ်စူပါစတာဖိုက်တာတွေရဲ့တွဲဆိုင်နေပဲပွဲထုတ်ချင်တယ်ကျောစာဝင်းကိုကြတော့နောက်တစ်မျိုးနဲ့သူတို့ကထပ်ပြီးပွဲထုတ်ချင်တယ်ထိုင်းကဖိုက်တာတွေနဲ့မရောချင်ဘူးပေါ့နော်ဒီရှိကပြိုင်ပွဲတွေကြတော့လေပွဲစဉ်တွေထည့်ထားတာကပြည်နေပြီအဲ့လိုနေထားကြမလို့မရှိတော့ဘူးပေါ့နော်ကျွန်တော်တို့တို့နေရာမရှိတော့ဘူးမရှိတော့တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ကိုင်ကရှင်ဖိုက်တာကိုယ်တိုင်ကကြတော့လေဒီဖက်တက်မှာက ရောက်နေတာ9လ6လလောက်ရှိနေပြီဒါကြောင့်မလို့သူကလည်းပွဲထိုးခြင်းနဲ့ပေါ့နော်ပွဲထိုးခြင်းတော့သူတထေးနဲ့ပြောတဲ့အနေအထားမှာသူတထေးကလည်းဒါဆိုရင်တော့သူပွဲရအောင်ရှာပေးမယ်ဆိုပြီးတော့ပုံစံမျိုးနဲ့အခုပွဲပေါ်လာတာပေါ့အဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့လူပီနီစူပါဖိုက်မှာထိုးဖို့အခွင့်အရေးပေါ်လာတယ် ကိုက်ကိုက်ရှင်ဖိုက်တာကလည်းသူကလည်းဝမ်းမမထုတ်ခင်ဒီလိုပုံစံမျိုးသွေးပူလေးကျန်ကအနေနဲ့သူ့ရဲ့တိုးတက်မှုဘယ်လောက်ထိရှိလာလဲဆိုတာသိကျင်တဲ့အတွက်ဒီပွဲကိုလက်ခံထိုးတယ်အဲ့ဒီပုံစံမျိုးနဲ့ဒီပွဲဖြစ်လာတယ်ပေါ့နော်ဒါကကလကနောက်ွယ်ကဘယ်လိုပုံစံမျိုးနဲ့ဒီလိုအကောင့်တွေပေါ်လာတာလဲဆိုတာလေးကိုကျွန်တော်ပြန်ပြီးဖောက်တယ်ချကြည့်တာပါ ဒီမနက်မှာတော့ကြိုးစောဝင်းကဒီပွဲအတွက်ဆေးစစ်ဝိတ်ချိန်နာတွေလှုပ်ဆောင်ဖို့အတွက်ပတ္တယာကနေဘန်ကောက်ကိုလာတယ်။လူပီနီကွန်းနဲ့မှာဆေးစစ်ဝိတ်ချိန်နာတွေလှုပ်တယ်။ကနဦးဝိတ်ချိန်တဲ့အစီအစဉ်လုံးကတော့သူကဒီတက်မှတ်ဝိတ်တန်းအတွင်းမဝင်လိုက်ဘူးပေါ့။ဒါကြောင့်မလို့နည်းနည်းလေး weight ပြန်ပြီးတော့1ကီလိုလောက်ချလိုက်ရတယ်။အဲ့လိုချပြီးမှတက်မှတ်ဝိတ်တန်းအတွင်းဝင်တယ်။သူကိုယ်တိုင်လည်းအမြန်ကြီးတော့ ဟိုခက်ခက်ခဲခဲတော့မရှိဘူးပေါ့နော်ဒါကတော့ fighter တွေပဲ fighter မဆိုဒီ weight chain နဲ့အနေထားမှာဆိုရင်ဒီလိုပုံစံမျိုးလေးရှိတတ်တယ်ဟိုးမြန်မာပြည်မှာတော့က open weight ထိုးခဲ့တဲ့အနေထားကနေအခုထိုင်းရောက်မှပထမဆုံးပွဲမှာဒီ142ပေါင်ဝင်းကျင်နဲ့ထိုးတာဆိုတော့တော်တော်ကြီးတော့သူ့တော်လည်းကတိကောင်းနိုင်မယ်တိုးတော်လည်းပဲပေါ့နော် body shock ပုံပိုင်းမှာကျွန်တော်အံ့အားတင်တာကကျောတော်ဝင်းရဲ့ body shock ပုံကတော်ကြီးကိုကြက်လက်လှပနေတယ်ဒီ142ပေါင်ပုံစံမျိုးမှာသူ့ body က လုံးဝဟိုကြသွားတာမျိုးမရှိဘူးချစ်ချစ်လေးလေးနဲ့ပဲသူကိုယ်တိုင်လည်းမျက်နှာကြည်ကြည်လေးလေးနဲ့ဝေးချင်းသွားတယ်အဲ့ဒီပုံစံမျိုးနဲ့ပြိုင်ဘက် fighter နဲ့သူတို့ face off လုပ်တယ် face off လုပ်ပြီးတော့ဒီကျော်စာဝင်းရဲ့တပ်ပုံမှတ်တမ်းတွေကို Lubini Super Fight ကလည်းတရားဝင်ထုတ်ပြန်တယ်အာသစ်စရာကောင်းတာကပေါ့နော်ဒီလူဘီနီစူပါဖိုက်ကကျောစွာဝင်းကဘယ်လိုဖိုက်တာလဲဆိုတာကောင်းကောင်းကြီးသိတယ်အဲ့လိုသိတဲ့အတွက်ကျောစွာဝင်းဝိတ်ချိန်ပြီးတာနဲ့သူတို့ကကျောစွာဝင်းဝိတ်ချိန်ထားတဲ့ ုံတွေကို post တက်တက်အနေနဲ့တင်တယ်ဘယ်ချိန်ဘယ်ချိန်မှာထိုးမယ်ဘယ်လိုဘယ်လိုပုံစံမျိုးကြည့်လို့ရတယ်ဆိုရဲအကြောင်းအရာတွေကိုတင်ပေးသွားတယ်ဒီညမှာကျောစောင်းဝင်းပွဲကိုအဝေးကနေကြည့်မဲ့ပြည်သက်တွေဆိုရင်မနေ့ပြန်စနေနေ့နိုဝင်ဘာ22ရက်နေ့ထိုင်းဒေသစံတော်ချိန်ညနေ9:00နာရီခွဲအချိန်မှာကျင်းပမယ်ဆိုတာကြိုပြီးသတင်းကောင်းပါကျင်တယ်မြန်မာစံတော်ချိန်နဲ့ပြောမယ်ဆိုတော့မနေ့ပြန်စနေနေ့ညနေ9:00နာရီမှာကျင်းပမယ်ဘယ်နေရာကနေကြည့်လို့ရလဲဆိုတော့ဒီ Facebook ပေါ်မှာပေါ့နော် Lumini Muay Thai ဆိုတဲ့ page ကနေကြည့်လို့ရတယ် blue map ရှိတယ်သူ့ရဲ့ like အရေအတွက်က9သိန်းကျော်အထိရှိတယ်အဲ့ဒီ page ကနေတိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်ဆိုပြီးတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ကျိုးစွာ ဝင်းပွဲကတော့ဒုတိယမြောက်ပွဲဖြစ်လို့ဒီ time data စံတော်ချိန်ညနေ6:00နာရီဝင်းကျင်လောက်ညမစံတော်ချိန်အဖြစ်ပြောမယ်ဆိုရင်9:00နာရီခွဲဝင်းကျင်လောက်မှာကြည်ရပွဲရှိတယ်လို့ချိုးပြီးခံမှန်ပေးထားခြင်းပါတယ် ိုးစောဝင်းကဝိတ်ချိန်ပြီးအနေထားမှာတော့သူတခိုးတဲ့နေရာကိုပြန်ပြီးနားတယ်နားပြီးတော့ဒီသူ့ရဲ့ကုန်ဆုံးသွားတဲ့ရေတက်တွေပြန်ပြီးအားဖြည့်တယ်လက်ရှိအနေထားမှာတော့သူနေကင်းတော့အိတ်တယ်ပြီးတော့ကျတော့အခုပြန်ပြီးတော့အစားတောက်တွေစားတောက်နေပြီး body loss ရ recovery လုပ်တဲ့အပိုင်းကလည်းအတော်လေးကို smooth ဖြစ်နေတယ်သူကသူလည်းဟို weight တွေပို့ပြီးတော့ over မဖြစ်အောင်လည်းပြန်ထိန်းနေတဲ့အစားတောက်ပိုင်းကစဒီချက်ချင်းအစာခြေလို့ရတဲ့ ပုံစံမျိုးပေါ့နော်အစာချေနိုင်တဲ့အစာတောက်တွေပဲသူစားနေတယ်မနေ့ဖြန်မှာသူကိုသူဘယ်လိုပုံစံမျိုးထွက်လာမလဲဆိုတော့သူကိုယ်တိုင်းလည်းစိတ်လှုပ်ရှားနေတယ်ဘာကြောင့်လဲဆိုတော့မွေထိုင်းပွဲကိုထိုင်းမြင်မှာပထမဆုံးထိုးရတဲ့ပွဲဟို open weight အနေထားကနေ weight တသက်မှတ်မှတ်နဲ့ထိုးရတဲ့ပွဲ fed တဲ့ကျန်မှာအချိန်နဲ့အကြာကြီးသူဟိုအပင်မန်ခံစိတ်တွေညစ်ဟိုဘက်ဝင်းကျင်တဲ့အနေထားမှာသူကနေလူအခက်ခဲပေါင်းစုံကိုသူတယောက်တည်းလဲစင်းပြီးတော့ကြော်ဖြတ်လာတဲ့အနေထားကနေပထမဆုံးပွဲထိုးရမှာဆိုတော့ သူတော်တော်ကြီးကိုစိတ်လှုပ်ရှားနေတယ်ကျွန်တော်ကတော့ကွန်းတဲ့အထိသွားပြီးတော့ဝင်ရံအားပေးဖို့စီစဉ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အနေထားကလည်းဟိုအားငယ်မှာစုလို့ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ထိုးရတဲ့အနေထားဆိုတော့သူ့ရဲ့တကယ်ချင်းတွေလည်းလာမယ်လို့ပြောတယ် Fedex က Fighter တွေလည်းလာကြမယ်လောလောဆယ်တော့သူ့ရဲ့ trainer တွေဘေးမှာရှိနေတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့မနေ့ပြန်ကွန်းတဲ့အထိတော့သွားပြီးဝင်ရံမှာဖြစ်ပါတယ် ဒီနေရာမှာစိတ်မကောင်းစရာသတင်းတစ်ခုပေါ့နော်အဲ့ဒီသတင်းကဘယ်လိုသတင်းလဲဆိုတော့တကယ်လို့ကြော်စွာဝင်းမြဝမ်းမထုတ်မယ်ဆိုရင်သူ့ရဲ့ဘေးမှာဘယ်သူတွေဘယ်သူတွေလိုက်ပါမယ်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဟိုဒီပွဲကိုချင်းကက်ကြမယ်ဆိုတဲ့ပုံစံမျိုးတွေဟိုတော့ကျွန်တော်တို့အများအများကြီးပြောခဲ့တယ်အဲ့တော့ကဆိုရင်ကျွန်တော်တို့အဓိကပြောတာကဒီ 1-2k သူလိုက်ချင်တယ်ပေါ့နော်ကြော်စွာဝင်းပွဲဆိုရင်သူဘေးကနေအများတန်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်ကျွန်တော်တို့ကလည်း light 1-2k ရဲ့ဘယ်သူဘယ်သူရဲ့လိုက်မယ်ကြော်စွာဝင်းပွဲကိုဘယ်သူကနေဘယ်လိုပုံစံမျိုးသွားကြမယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ကြားထဲမှာပြောထားခဲ့တာပေါ့နော် ဒီတစ်ခါကြော်သွားဝင်ပွဲလဲထိုးရရောဝိုင်ဒူကေပါမလာပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝိုင်ဒူကေကလည်းမနဲ့ပြန်มาပဲဒီပတ်တရားကမက်စ်မွေထိုင်းမှာထိုးမယ်။ကြံ့ကြံ့ဖန်ဖန်တိုက်ဆိုင်နေတာကသူ့နဲ့ကြော်သွားဝင်ကတရက်ထဲမှာထိုးရတာပါ။အားကြောင့်မလို့သူကဒီကြော်သွားဝင်ပွဲကိုမလိုက်နိုင်ဘူး။ပတ်တရားမှာသူပွဲရှိနေတယ်။သူကကျွန်တော်မြန်မာဖိုက်တာတွေတဲကတယောက်ဖြစ်တဲ့ကိုလာဝင်းနဲ့ထိုးရမှာကျောသာဝင်းကတော့ဘန်ကောက်မှာထွေးရမှာဒါကြောင့်မလို့သူတို့ဆရာတပည့်နှစ်ယောက်အရင်ကိုချစ်ကြသည့်တိုင်အောင် ဒီပွဲမှာတော့အတူတူအရှိမှမဟုတ်ဘူးဝိုင်တုကီရဲ့ပွဲပေးမှာလည်းကြော်ကြီးရှိမှမဟုတ်ဘူးကျောစောဝင်းပွဲပေးမှာလည်းဝိုင်တုကီရှိမှမဟုတ်ပါဘူးဒါကတော့ဟိုစိတ်မကောင်းစရာအနေထားလေးခင်းကျင်းတစ်ခုပေါ့နော်အရန်ကိုတန်ရောစင်ကြီးတဲ့လူသားနှစ်ယောက်ပေါ့နော်တကယ်တကယ်ကန့်ကျမဖန်လာပြီဆိုတော့တယောက်တနေရာစီတရက်ထဲထိုးရတယ်ဆိုတာလေးပြောပြတာဖြစ်ပါတယ်အဲ့ဒီတော့ဆက်ဆက်နေတော့မို့နောက်ထပ်အကြောင်းအရာတစ်ခုကိုထပ်ပြီးပြောပြခြင်းသေးပါတယ်အဲ့ဒီအကြောင်းအရာကပြည်သက်တချို့ကျွန်တော်ကိုလာလာပြီးမင်းနေချတဲ့ ီ2025ခုနှစ်လက်ကျန်အချိန်တွင်းမှာ One Championship စင်မြင့်ထပ်မှာမြန်မာ Fighter တွေပွဲမရတော့ဘူးလားဆိုပြီးကျွန်တော်ရင်းနှီးတဲ့ပြည်သူတို့ကလာလာမေးနေကြတဲ့မေးခွန်းကိုပြန်ပြီးဖြေကျန်တာဖြစ်ပါတယ်သူတို့ကဘယ်လိုပုံစံမျိုးနဲ့မေးကြတာလဲဆိုတော့ဒီလာမဲ့စီဂိမ်းကဒီဇင်ဘာလအတွင်းမှာကျင်းပမယ်ကျင်းပမယ့်နေရာကလည်းထိုင်းနိုင်ငံမှာကျင်းပတာ ပြီးတော့ကြတော့မြန်မာပြည်ကနေဒီစီးကိန်းကိုစားပြီးဝင်ရောက်ရှင်ပြိုင်ထိုးသက်ကြမဲ့ fighter အများစုက one championship မှာထိုးနေတဲ့ fighter တွေဖြစ်တဲ့မွေထိုင်းပွဲကစားကြမယ် kickboxing ပွဲကစားကြမယ်အဲ့တော့ fighter အများစုကစီးကိန်းပွဲပဲသွားရမယ်ဆိုတော့ဒီ2025ခုနှစ်လက်ကျန်အချိန်တွင်းမှာမြန်မာ fighter တွေ one friday fight စင်းမြတ်ထက်မှာအခွင့်အရေးရပါဦးမလားဆိုပြီးပြည်သက်တချို့ကကျွန်တော်ကိုလာပြီးမေးကြပါတယ် လက်ရှိအနေအထားရကျွန်တော်ပြောရမယ်ဆိုရင်ဒီကနေ့မှာ135 134ပြိုင်ပွဲကျင်းပမယ်။နိုဘာလကုန်ပိုင်းရောက်ရင်135 135ပြိုင်ပွဲကျင်းပမယ်။ဒီဇင်ဘာ19ရက်နေ့ပွဲကတော့နောက်ဆုံးပွဲလို့သိရတယ်။အဲ့ဒီပွဲရဲ့ကောင်းစင်က135 137ပြိုင်ပွဲ။ဒါကြောင့်မို့လို့ဒီဇင်ဘာအစောပိုင်းမှာ135 136ပြိုင်ပွဲရှိသေးတယ်လို့ယူဆလို့ရတယ်။ ပြိုင်ပွဲအားဖြင့်တော့လေးပွဲကျန်သေးတယ်သို့တော်လည်းပဲဒီတစ်ပတ်ပြိုင်ကျင်းပတဲ့ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေမပါဘူးနောက်ထပ်ကျန်တဲ့၃ပွဲမှာရောပါဖို့အစီအစဉ်ရှိလားဆိုတော့မသေးကြသေးဘူးဘာဖြစ်လို့လဲဆိုတော့135 137ပြိုင်ပွဲမှာတော့ time fighter တွေပဲအားပြုထားပြီးပြီးအဲ့တော့ကျန်တဲ့၂ပွဲမှာပဲမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်ပါလာမလားမပါလာဘူးလားဆိုတာဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်နားလေတလောက်ပြောရရင်တော့1 championship က ဒီပြိုင်ပွဲမှာမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်ကိုအနည်းနဲ့အများတော့ရှန်သေးတယ်လို့ကျွန်တော်ပြောပြထားတယ်။သို့တော်လည်းပဲဘလို့တွဲဆိုင်တွေလဲဆိုတော့မတိသေးဘူး။ဒါကလည်းတရဝင်ပွဲစဉ်စရာထွက်လာမှစောင့်ကြည့်ရအောင်မယ်။မြန်မာဖိုက်တာတွေကစီးကိန်းမပါတဲ့ဖိုက်တာတချို့ရှိတယ်။အဲ့ဒီဖိုက်တာတွေရဲ့တွဲဆိုင်တွေများလား။ဒါမှမဟုတ်မျက်နှာသစ်ဖိုက်တာလေးတွေရဲ့တွဲဆိုင်တွေများလား။ဘလို့တွဲဆိုင်တွေကြံသေးတာလဲဆိုတာပြည်သက်တွေကိုစောင့်ကြည့်စေချင်တယ်။အကြောင်းအရာကိုပြန်ဆက်ရရင်တော့ကျွန်တော်တို့လာလာပြီးမေးကြတဲ့ပြည်သက်တချို့ရဲ့မေးခွန်းကိုဖြေရရင်မြန်မာဖိုက်တာတွေ တွဲဆိုင်မရှိတော့ဘူးဆိုတာလုံးဝတော့မဟုတ်ဘူးဒီဇိုင်းနှစ်ဆိုင်တော့ကြံကောင်းကြံအောင်မယ်အဖုထစ်တွေမရှိရင်လက်ကြံအချိန်အတွင်းမှာမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေကိုကြည့်ရအောင်မယ်ဆိုပြီးပြန်လည်ဖြေချချင်းပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်တို့ပြည်သက်တွေကိုပေါ့နော်ဘုဒ္ဓဒရစရာအကြောင်းအရာလေးပြောပြချင်းပါတယ်အဲ့ဒီအကြောင်းအရာကဘာလဲဆိုတော့1 championship က ဒီ fighter ရဲ့စာချုပ်စာရမ်းတွေနဲ့ပတ်သက်လာရင်ဖြေလျှော့မှုတွေရှိလာပြီလားရင်းငါထက်ပိုပြီးညင်သားတဲ့ပုံစံမျိုးတွေနဲ့ကင်တွယ်လာပြီလားဆိုတာစဉ်းစားစရာကောင်းတဲ့အချက်လေးကိုပြောပြချင်တာပါဟိုတုန်းကတော့ one champion ship ကစာချုပ်တွေကအရန်ကိုတင်းကျပ်တဲ့ဆိုတဲ့အကြောင်းကို fighter တွေတော်တော်များများကချပြခဲ့ကြတယ် အထူးသဖြင့် online sense ဆိုရင်ဝမ်းချမြေချင်းနဲ့စာချုပ်တက်တန်းကုံဆုံးတဲ့အနေအထားမှာအခြား promotion တစ်ခုကိုတက်ပြီးသွားလို့မရဘူးသူတို့မှာ contract negotiation ကာလဆိုပြီးတစ်နှစ်အထိတန်းလန်းကြီးရှိခဲ့တယ်အဲ့ဒီကာလမှာပဲသူတို့ပြန်ပြီးတော့ညှိကြတယ်အ အဲ့ဒီပုံစံမျိုးနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်အောင်ပြန်ပြီးသဘောတူညီမှုရယူနိုင်ခဲ့ကြတယ်။ထိုနည်းတူစွာအခြားအခြားသောဖိုက်တာတွေကလည်းဒီပရိုမိုးရှင်းမှာပွဲများလို့ဆိုတဲ့ပုံစံမျိုးနဲ့စတိတက်တွေတင်တယ်။သူတို့ရဲ့စာချုပ်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုကြတယ်။အဲ့လိုပုံစံမျိုးတွေနဲ့ဖြစ်ခဲ့ကြတာပေါ့နော်။ Rainier Devitter ဆိုရင်လည်းအဲ့ပုံစံမျိုးဖြစ်ခဲ့တယ်။အခုနောက်ပိုင်းမှာတော့ One Championship ကဒီလိုစာချုပ်စာတမ်းတွေနဲ့ပတ်သက်လာရင်ညင်ညင်တာတာကင်တွေလာပြီလားဆိုတာထင်ရှားတဲ့လက္ခဏာတချို့ကိုတွေ့လာရပါတယ်။ ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းတော့ကျွန်တော်တင်ဆက်ခဲ့တဲ့သတင်းတစ်ခုကိုပြန်ပြီးကောက်ချက်ချခြင်းနဲ့အဲ့ဒီသတင်းကဘယ်သတင်းလဲဆိုတော့ဒီ online ဆက်နဲ့ပွဲထုတ်ခဲ့တဲ့ Sebastian Gardenstein ရဲ့သတင်းမှာ Sebastian Gardenstein ကဒီ online ဆက်နဲ့ပွဲထုတ်ဖို့အတွက် middleweight အထိတက်လာတယ်အဲ့ဒီပွဲထုတ်ပြီးလို့မကြခင်မှာပဲဒီ Sweden ကအခြား promotion တစ်ခုမှာပွဲထုတ်မယ်ဆိုတဲ့အကြောင်းကိုချက်ချင်းကြေညာတယ်သူပွဲထုတ်မဲ့ poster တွေကိုလည်းချပြလာတယ်ဒါကြောင့်မို့လို့ကျွန်တော်က ဇီဘက်စတီယန်နဲ့ဝမ်ချမ်ပီယံရှစ်တို့လမ်းခွဲသွားတာမျိုးတော့မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့စာချုပ်တက်တန်းကုန်းနဲ့ဆိုရင်တောင်နောက်ထပ်ဟို negotiation ပြီးတော့တစ်နှစ်ဆိုတာရှိအောင်မယ်။ဒီကာလအတွင်းမှာအခြား promotion တစ်ခုထိသွားပြီးထိုးဖို့ဆိုတာမဖြစ်နိုင်ဘူး။အဲ့လိုအနေထားမျိုးမှာဆက်ဆက်စဉ်းစားကြည့်လို့ရသလောက်တော့ fighter နဲ့ promotion အကြနားလည်မှုရယူပြီးကျပ် promotion တခုမှထိုးခွင့်ရဖို့အတွက်ခွင့်ပြုလိုက်တာလို့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့တယ်။ထိုနည်းတူစွာဟိုတနေ့ကလည်းပေါ့နော်။ လီယန်မာရီဆန်ကနှုတ်ထွက်လိုက်တဲ့ဒုတန်ရပြဿနာပေါ်လာလို့ဂျပန်ဖိုက်တာဆူဇူကီနဲ့ပွဲမထိုးနိုင်တဲ့အကြောင်းဒီဒီဇင်ဘာမှာကျင်းပမဲ့1 Fight Night 38ပြိုင်ပွဲမှာသူ့ရဲ့တွဲဆိုင်ပါဝင်လာမှာမဟုတ်တဲ့အကြောင်းပြည်သက်တွေကိုခြားပြလိုက်တယ်။သူ့ပြည်တည်တိုင်အောင်ဒီသူကပွဲနှုတ်ထွက်တဲ့အနေအထားမှာဖေဖော်ဝါရီရောက်ရင်တော့ပြန်ကောင်းမယ်။အဲ့ဒီအနေအထားမှာဆိုရင်တော့ဒီ Manchester မှာပဲ ကမ္ဘောဒီးယားကဖိုက်တာတယောက်နဲ့သူပွဲထုတ်မယ်ဆိုပြီးထက်ပြီးချပြတယ်။အဲ့ဒီတော့စဉ်းစားစရာရှိလာတာကလီယမ်မာရီဆန်ကတကယ်တန်ပြတနာနဲ့နှုတ်ထွက်ရတယ်ဆိုရင်ဘာဖြစ်လို့နောက်ပွဲကိုဆက်ပြီးတော့တန်းချပြတာလဲပေါ့နော်။ဝမ်ချန်ပီယံရှစ်ကအဲ့လိုပုံစံမျိုးတရယဝင်ခွင့်ပြုရလား။စားတဲ့ပုံစံမျိုးနဲ့စဉ်းစားကြည့်လိုက်တော့လီယမ်မာရီဆန်နဲ့ဝမ်ချန်ပီယံရှစ်ဆိုတာကအရန်ကိုယဉ်နေတဲ့ဆက်ဆံရေးရှိတယ်။ဒါကြောင့်မလို့ဒီဖိုက်တာနဲ့ပရိုမိုးရှင်းအကြွယ်လံဖို့ကတော့အကြောင်းရင်းမရှိဘူး။နားလည်မိတယ်လို့ပြောရရင်နှုတ်နှစ်ဖက် ဟိုအပြန်လှန်အမေယူမျက်မျက်နဲ့နားလည်မှုရယူပြီးတော့လီယန်မာရီဆန်ကဒီကမ်ဘောဒီးယားဖိုက်တာနဲ့ထိုးမဲ့ပွဲဟာလာမယ့်ဖေဖော်ဝါရီလမှာထိုးမယ်ဆိုတဲ့အကြောင်းကိုသူကတရားဝင်ချပြတာဖြစ်နိုင်တယ်။အဲ့ဒီနှစ်ချက်ကြောင့်ပေါ့နော်။ One Championship ကဒီဖိုက်တာတွေကိုကင်တွယ်တဲ့စာချုပ်စာတမ်းတွေဟာအရင်ကလိုမဟုတ်တော့ဘဲဖြေရောမှုတွေရှိလာပြီလားညဉ့်ညဉ့်တတဖြစ်လာပြီလားဆိုတာကျွန်တော်ကကောက်ချက်ချပြီးတော့ဆွဲထုတ်တင်ပြကြည့်တာပါ။ ။တစ်ချိန်ထဲမှာဆက်ဆက်နေတုန်းမို့ဒီညနေပိုင်းမှာကျင်းပမဲ့15 night 34ပြိုင်ပွဲနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးကိုလည်းထပ်ပြီးပြောပြချင်ပါတယ်။ဒီပြိုင်ပွဲနဲ့ပတ်သက်လို့စိတ်စစ်ဝိတ်ချိန်တဲ့အစီအစဉ်တွေကိုမနေ့ကလှုပ်ဆောင်ခဲ့တဲ့အဲ့လိုလှုပ်ဆောင်တဲ့အပြီးမှာထွက်လာတဲ့စိတ်စစ်ရလက်တွေနဲ့ကြည့်ပြီးတော့ကျွန်တော်ဖြစ်နည်းနည်းလေးအံ့အားသင့်တာလေးတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချမ်ပီယံရှစ်ကဒီပြိုင်ပွဲအတွက်ဒီပိုစတာထုတ်တဲ့အနေအထားမှာဆိုရင်ဟိုးရခင်နှုံးကလို့ ဟိုဘယ်ဝိတ်တန်း cash weight တန်းဘယ်ဝိတ်တန်း cash weight တန်းလို့မထုတ်တော့ဘူးတို့ရဲ့ဒီ weight တန်းပုံစံမျိုးပေါ့နော် atom weight တန်း bandom weight တန်းစသဖြင့်ပဲထုတ်သွားတယ် cash weight တန်းဆိုတဲ့ခေါင်းစဉ်ကိုမသုံးဘူးဒီပြိုင်ပွဲမှာပါဝင်လာတဲ့တွဲဆိုင်တွေအကုန်လုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီ atom weight flying weight bandom weight စတဲ့ပုံစံမျိုးပဲတွဲဆိုင်တွေရဲ့ခေါင်းစဉ်ကိုတတ်ထားတယ် cash weight လို့လုံးဝမတတ်ဘူးတို့ပဲတည်တိုင်အောင်ဒီဝိတ်ချိန်ရလက်ထွက်လာတဲ့အနေထားမှာတော့ဒီ fighter တချို့ရဲ့တွဲဆိုင်ကပေါ့နော် cash weight တန်းပုံစံမျိုးတွေနဲ့ ပွဲထိုးရမယ်ဆိုတာသိတာပါတယ်အထင်ရှားဆုံးဥပမာကိုဆွဲထုတ်ရမယ်ဆိုရင် အမျိုးသမီးတွဲဆိုင်နှစ်ခုပေါ့နော်ဒီ normal ဆုအနိုင်ယူထားတဲ့ဒီ Aussie fighter Kim Tran ကလည်း Adam Wade တန်ပွဲထိုးမယ်ထိုနည်းသူဆို Philippine သူ fighter လေး isle ကလည်း adam weidan ကောင်းစင်အောက်ကနေထိုးမယ်သို့တော်လည်းပဲဒီ fighter တွေဝိတ်ချိန်တဲ့အနေထားမှာဆိုရင် ထွက်လာတဲ့ရလက်တရားမတူပါဘူး။ကင်ထရန်တို့တွဲဆိုင်ဆိုရင်ဒီအက်ဒဝိတန်သတ်မှတ်ချက်က135ပေါင်သတ်မှတ်ထားတာအဲ့ဒီဝင်းကျင်မှပဲပေါ့နော်။ကင်ထရန်ကလည်း134 135သူ့ရဲ့ပြိုင်ဘက်ကလည်းအဲ့ဒီပုံစံမျိုးလေးနဲ့ဝေးချိန်ရတယ်။သို့တော့အစ္စလီတို့တွဲဆိုင်ကတော့အက်ဒဝိတန်ခေါင်းစဉ်လို့တတ်ထားသည့်တိုင်အောင်အစ္စလီနဲ့ဒီ Time Memshaw Fighter လေးတို့ဟာ105ပေါင်104ပေါင်ဝင်းကျင်လောက်လေးနဲ့ပဲဝေးချိန်သွားကြတယ်။ကျွန်တော်ဆိုလိုချင်တာကအက်ဒဝိတန်ခေါင်းစဉ်အောက်ကဆိုရယ် 115ပေါင်ထိဝိတ်တင်ပင်ထိုးလို့မရဘူးလားဆိုတာပါသို့တော်လည်းပဲသူတို့စာချုပ်ကတော့ဒီ105ပေါင်ဝန်းကျင်လောက်နဲ့သူတို့စာချုပ်ချုပ်တာဖြစ်ဖို့များတယ်အဲ့ဒီအနေထားမှာအနည်းဆက်ဆုံးဝိတ်တန်းခေါင်းစဉ်ကိုလှမ်းပြီး UB ခေါင်းစဉ်တက်လိုက်တယ်။စာချုပ်ပေါ်မှာတော့သူတို့ cash weight တန်းထိုးကြတာ။သို့တော်ဒီ poster ထုတ်တဲ့အနေထားမှာတော့ anyway မွေးထိုင်းခေါင်းစဉ်ဆိုပြီးတော့ပြောရဆိုရတာလွယ်အောင်သူတို့ထုတ်လိုက်တယ်ထင်ပါတယ်။ဒီလိုကောက်ချက်ချရတာကနောက်ထပ်အကြောင်းရင်းတစ်ခုရှိတယ်။ ဥမာအဲမွေကိုအနိုင်ရခဲ့တဲ့ with the cry နဲ့ပွဲဆိုရင်လေဘန်နဝိတန်ကောင်းဆန်အောက်ဆိုပြီးတော့သူတို့တွန်းထားတယ်သို့တော့ fighter နဲ့ weight chain နဲ့အနေထားမှာတော့ဟို138အဲ့ဒီဝင်းချန်လောက်လင်းနဲ့သူတို့ weight chain သွားကြတယ်ပြောရရင် flyweight တန်းရဲ့အထက်နည်းနည်းလေးတပေါင်နှစ်ပေါင်ပိုးတဲ့ပုံစံမျိုးနဲ့သူတို့ weight chain ညားတယ်ဟိုး bantamweight တန်း145ပေါင်အထိမရှိဘူးတို့ပေတိတိုင်အောင် promotion ကသူတို့တွဲဆိုင်ကိုလည်း catchweight တန်းလို့မတက်ဘူး bantamweight တန်းဆိုတဲ့ပုံစံမျိုးတက်သွားတယ် ဒါကတော့ဒီ one championship ရဲ့ policy အပြောင်းလဲလားတွဲဆိုင်တွေအပြောင်းလဲမှာဒီလိုပုံစံမျိုးကောင်းစင်တက်တာလားဆိုတာပြည်သက်တွေသတိထားမိလို့ရအောင်ကျွန်တော်ကမိမောင်းထုတ်တင်ပြကြည့်တာဖြစ်ပါတယ်ခင်ဗျာဒီတွဲဆိုင်တွေကဘယ်လိုရလက်တွေထွက်လာမလဲဆိုတာဒီနေ့ညမှာစောင့်ကြည့်လိုက်ကြရအောင်ပါမနေ့ပြန်မှလည်းကြော်စားဝင်းပွဲရှိတဲ့ဆိုတဲ့အကြောင်းလေးကိုတော့ကြားညက်ပြီးတော့3 pay ဦးပြစေခင်ဗျာ